်ထမင်းမစားဘူးနဲ့နှိမ့်ရှိပြီ။အော်19နှစ်တောင်ရှိပြီ။အဲအနည်းငယ်လောက်ယူထမင်းလုံးဝမစား။ကိုရဲကလည်းထမင်းကိုမစားကြည့်အောင်။ဟုတ်။အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိဘူး။မြမထမင်းအဲ့လိုမောင်းနေ။နေနေပြက်မင်းနေထိုင်အောင်ကြောက်နေတာပေါ့မြမထမင်းနဲ့နှိမ့်မဖြစ်ဘူး။ကျွန်တော်လောကငပိအနံကလောကခံလို့မရ။ကျွန်တော်ငပိအနံနဲ့ကျွန်တော်နဲ့တိုက်ရဲ့တွေ့ကျွန်တော်မူးပါလဲ။ကျွန်တော်ထမင်းလုံးဝမစားဘူး။ထမင်းဆိုငယ်ငယ်လေးတွေက ။ဒါမင်းအနောက်ခံလို့ရ။ကျွန်တော်ဘာစားလဲဆိုရင်ရေခွင်းနဲ့မှထောင်းထောင်းထောင်းနဲ့ဒီအပင်လေး။ဘာစားလဲဆိုရင်ဂျုံဆန်ကောင်း၊ခလုံဆန်ကောင်း။ဒါတွေကိုစားရပါမယ်။ဟင်း။အော်။ဆန်နေလို့ရှိပြီ။ဆန်နေလို့ရှိပြီဆိုတော့ခမေကိုဘယ်ရနေခလို့စားစားမှမတူဘူး။ဘိုင်ကန်။ဟုတ်ပြီ။အားလုံးညိုကြည့် ဘသူရထမေကိုမစားတတ်တာဟမ်ဘသူရထမေကိုမစားတတ်တာလဲဘသူမစားတတ်တာလဲလိုက်ကြည့်စားပြမယ်ထမင်းဆိုတာမစားချင်နော်ဟိုနေဝါဆိုကျွန်တော်မလေးသင်စားမလို့ပြောစားမလို့စားပြတာစားပြဆိုနေမဆောင်ညမဆောင်စားမှာအမေမင်္ဂလာပါဗျာအဒီနေ့မှာကျွန်တော်မိတ်ဆွေနဲ့တူကြည့်တော့ဗီဒီယိုဖိုင်လေးရတော့ကျွန်တော်လက်လောလူမှုကွေရဲ့ဆာမင်နာပေါ်မှာအာနေရထားတဲ့ကျွန်တော်ထမင်းမစားတဲ့ကြသူများပေါ့နော်အဲဒီလိုထမင်းမစားတဲ့သူတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုဖိုင်လေးမှာဆိုရင် အဲတမိဘလို့စားရမလဲဆိုတာကိုတင်ပြပေးတဲ့ဗီဒီယိုဖိုင်လေးလေးပါပါတယ်။အဲနောက်ဘူးကရင်ကျွန်တော်တမိမစားတဲ့သူတွေရဲ့ဒါဟာတာကလုံးလေးတွေပေါ့နော်။အဲဒါလေးလေးပါပါတယ်။ဒါကြောက်ပြီးတော့နေစိတ်လိုက်ပါကြည့်ရှုပေးပါဦးနော်။မြန်မာထမင်းဟင်းနဲ့ဆိုင်ရ။မြန်မာထမင်းဟင်းနဲ့စားထိုင်ရပေါ့နော်။အဲပေါင်မုံ၊ပိမုံ၊အဲ့လိုမျိုးနဲ့စားရ။ဟာမြန်မာထမင်းဟင်းနဲ့အဲ့လိုမျိုးနဲ့နည်းနည်းပြည့်နေထိုင်ရတောက်တာပေါ့။မြန်မာထမင်းဟင်းသိမ့်မဖြစ်ရင်။ဟုတ်တမိလို့ပါမစား။အထာရောစားကြည့်နေပါဦး။ဒါကိုလေးကလည်းထမင်းကိုမစားကြည့်အောင်။ ဟုတ်ထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိထမင်းစားရင်ထမင်းကိုပါဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါဇက်တဲ့ထက်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားထမင်းတိတ်အဲ့ရောစားရောက်တိတ်မတက်ဘူး။တိတ်စားဒီခုမှစောက်ပိုတွေလာပြောမနေနဲ့။ခမင်းမစားရဘယ်နှစ်နှစ်ရှိပြီနည်း။၁၉နှစ်။အော်၁၉နှစ်တောင်ရှိပြီ။၁၉နှစ်။အဲ့နှစ်၂၀လောက်ရှိပြီ။ဘယ်လုံးဝမစားဘူး။ကိုယ်ထမင်းထမင်းကတော့အခုအရန်ပြန်မှန်တော့ နည်းနည်းတော့ပြန်စားပြစ်တယ်ပေါ့နော်ဘတ်တင်းတက်ကလည်းခဏကိုမှလိုအပ်တာဆိုတော့တင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရစားရဲအဲ့တစ်ခါအင်တာဗျူးဖြစ်လိုက်တာထမင်းမစားဘူးဆိုတော့ဘာရစားလဲပေါ့ဒါကိုရရလည်းထမင်းကိုမစားကြည့်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲမသိဘူးဘယ်မှာထမင်းလဲအဲ့လိုမှမင်းနေနေချက်မင်းနေထားရကြောက်ကြပေါ့မြမထမင်းနဲ့နှိမ့်မှန်လေကျွန်တော်လောကငပိအနေနဲ့လောကခံလို့ပြကျွန်တော်ငပိအနေနဲ့ကျွန်တော်နဲ့တိုက်ရဲတွေ့ကျွန်တော်မူးပါလေဘာကျဘာကျတော်တော်ဆိုတာမြို့ငငယ်လေးကလည်းအဲ့လိုမျိုး ဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကဥမှာထမင်းမစားပဲလေပါမုတ်စားတာလို့မနဲ့မိုးလေအဲ့လိုပါမုတ်ကြိုက်တာလို့ထမင်းမစားဘူးတဲ့ခင်ကစားအော်ထမင်းစားဖို့နေဘာကြည့်ပြီးဘာတွေစဉ်းစားငါထမင်းမစားတာ7နှစ်လောက်ရှိပြီလေဟော7နှစ်လောက်ရှိပြီဆိုတော့ထမင်းကိုဘယ်ကနေဘလို့စားစားမှမသိဘူး တမင်းကဘူးဆရာလည်းငါမသိဘူးဟာယောက်ျားလည်းတော့ကောင်းတာတော့တမင်းမစားတာဆယ်နှစ်လောက်ရှိပြီဆိုတော့ဒါဒါပါဒါအဲ့ဒါငါငါအော်ဒါဒါဒါကြာကြံချက်ဩငါဓမ္မချက်ဦးကျော်ဒါငါပြီးချက်ဒါငါပြီးရေဩဒါတို့ခရာဩဘာမစားတာဆယ်နှစ်လောက်ရှိပြီလေအေးကျိုးစားမစားပြီပါမိမလေးကျိုးစားမစားနော် 哎，大姐，大姐，没吧？嘿，大姐子，哈，不露面，不露面的，你来，大姐，大姐，隔壁人哪能都，哦，这个黑的，别管你了，谁没老做过？隔壁人哪哪哪的，搞我糊涂了，好干，我靠的。ထမင်းရလဲမဆောင်လို့မရဘူးလေအသက်က60ဆိုတော့ထမင်းဆောင်ပါလေအာရှိပါလေဟုတ်တယ်ဟုတ်တယ်ကျူးသားပြီးစားပါကျူးသားပြီးစားစားပါ စားလို့နည်းနည်းစားတတ်တယ်လို့စားဘယ်လိုစားစားမှလည်းဘယ်လိုစားစားလဲဒီဖြစ်နေစားစားကြည့်哦တန်ကောင်းရင်နော်ဟုတ်ပါဘူးဟောဒါစားတန်ကျစားတန်ကျတော့ဟောကျဲဒါမကြီးကြီးစိမ့်နေဟုတ်ကဲ့ချိန်ချိန်တယ်လို့စားအတမင်းရဲ့စားပြီးမှဟေးကိုထည့်ဩတခါတည်းမစားတတ်ဘူးနော်နေလေးနေနေပါဦးမယ်အန်ဒီရဲ့ อ่าเอ้ฮอบีเอ้ก็คันยิ้วซ่าล่ะยาตัวเลือดยิ้วซ่าอ่ะไม่ซ่าจ้ะแล้วไม่โอ้ทําไมไม่ซ่าล่ะเสร็จไม่หลอกจ้ะတော့ဒီခရမ်းนี่ဘယ်လိုซ่าမှာမသိဟုတ်ကဲ့ဒီလိုซ่าမှာล่ะဒီလိုซ่าမှာล่ะအမဘယ်လိုမှာမซ่าနဲ့ခရမ်းนี่ဆိုတာကြီးဟဲ့လို့ဟဲ့လို့ซ่าပါလေ ထမင်းမစားကြတော့သူများတင်းတော့ကြည့်ပြီအဲ့တော့ဆကူနေအဲ့နင်းနေဆယ်ရှိပြီပေါ့နော်ကျမဘာလို့စားလဲဆိုရင်ဂျုံဆန်ပြောင်းဂလုံဆန်ကောင်းအဲ့ဒီပဲစားရပေါ့နော်음ဟုတ်ဟမ်ဟာကျမလေအဲ့ကမင်းဘယ်လိုပြောမလဲစားတတ်ဘူးပေါ့နော်စားတတ်ဘူးဘယ်လိုပြောရလဲဟိုသမီးကိုဘယ်လိုစားမှာမသိဘူး 你别笑。怎么了？怎么了？没有，不能不能聊啊，你。ငါကထမင်းနဲ့ထားရင်လေဟိုတသိန်းနဲ့ထားတာသိရမလားတသိန်းနဲ့ထားတာပေါ့နော်ဟော what အာစားကြတာမှာစားကြတာမှာဒီလော organic ကောင်းတဲ့ဒီဒီကမ်းအေးရနေ zap back glad glad what ကျိုးရစားကြတာမှာဒီဘက်ဝင်လက်ဒီစားစားစားကောင်းကောင်းစေ အယောဒီမှာခမင်းမစားဘယ်နှစ်နှစ်ရှိပြီနည်းအော်စကောနှစ်တောင်ရှိပြီ30လောက်ရှိခမင်းလုံးဝမစားဘူးကွယ်ခမင်းရတော့အပူပြင်းတယ်နေနေတော့ပြန်စားပြစ်တယ်ပေါ့နော်ဘာလို့သမင်းတက်ကလည်းခဏကူမှလိုအပ်တာဆိုတော့သမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရေးစားရဲအဲ့တစ်ခေါက်အင်တာဗျူးဖြေလိုက်တာသမင်းမစားဘူးဆိုတော့ဘာရေးစားလဲပေါ့ဒီကိုရဲကလည်းသမင်းကိုမစားကြည့်ဘူးဟမ်အဓိကသမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသူဒီဂူရေးရှော့ဘာဘယ်မှာသမင်းအဲ့လိုမှမင်း နည်းနည်းပြင်းနေထားရအောင်ကြောက်ကြအောင်ဘာမှခမင်းကိုပြင်းခံတယ်ကျွန်တော်လောကငပိအနေနဲ့လောကခံလို့မရအောင်ကျွန်တော်ငပိအနေနဲ့ကျွန်တော်လည်းတိုက်ရဲတွေ့ကျွန်တော်မူးပါလဲရဟမ်ဆိုတာမြေတော့ငငယ်လေးကလည်းအဲ့လိုမျိုးဟိုဂျုံကျဲကြောင်းတာအဓိကဥမှာထမင်းမစားပဲလေပါမုတ်စားတာလို့မနဲ့မိုးလေအဲ့လိုပါမုတ်ကြိုက်တာလို့ထမင်းတဲ့ဟင်းနဲ့ဘလို့စားရမှမသိဘူးတော်တော်ရောင်းကြတော့ညီမတို့ဝင်နေနေတကင်းရေခံခံတာအခုမှဘောင်းချုပ်တွေတွေ့တာလို့ဘောင်းချုပ်တွေတွေ့တာ ငပိနဲ့ရတာလေကျွန်တော်မူးပါလေကြည့်ရတယ်ကြည့်ရတယ်လို့ဒါကြတော့ဒါဘလူးဖော်မလဲမသိဘူးပေါ့နော်ဝတ်ကျွေးလာတော့မသိဘူးကျွန်တော်ထမင်းလုံးဝမစားဘူးထမင်းဆိုငယ်ငယ်လေးတွေကထမင်းအမြတ်ကိုခံလို့မရတာကျွန်တော်ဘာစားလဲဆိုရင်ရေခွင်းနဲ့မှာထောင်း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 နဲ့ဒီအပင်လေးနားပါးပါးပင်ပေါ်ပြီးတော့အဲ့ဒါကိုစပါးပင်ဆိုတာစပါးပင်လဲစားစပါးပင်ပေါ့ အဲ့စပားမြင်ထွက်လာတဲ့အစီလေးဟောအမှတော့စပားမြင်ထွက်တော့စပစီပေါ့စပစီအဲ့အဲ့ဒါလေးကိုကျွန်တော်တခါမကြဘူးအဲ့ဒါလေးကိုကျွန်တော်ယူတယ်ယူပြီးတော့ဆက်မှာပြည့်လိုက်တယ်အဲကျိန်လေးကြီးကိုထူးထူးဆန်းဆန်းပဲဗျအဲ့ဒီထဲကနေပြီးတော့စပစီလေးကနေပြီးတော့ဖြူဖြူအစီဖြူဖြူအတောင်လေးလာတယ်အဲ့ဒါကိုကျွန်တော်ကကျွန်တော်ပေါင်းလို့တလုံးရှိတယ်အဲပေါင်းကိုပလက်ထိုးပြီးတော့အဲ့ပေါင်းလေးကိုရေထည့်တယ်အဲ့ကျွန်တော်ပြောလိုက်တာဆန်ဆိုလားဆန်လို့ခေါ်တယ်အဲ့ဆန်ထားပါတော့ဆန်အောင်ထည့်တယ် ပင့်ပေါင်းလိုက်တယ်ဗျာအဲပေါင်းလိုက်တယ်ရလာတဲ့ရေခမ်းသွားလို့ရလိုက်တဲ့ဟာကိုကျွန်တော်ကြိုက်နှစ်သက်ရနှင်းနေစာကျွန်တော်ခမင်းဆိုရင်အနက်ခံလို့မရကျွန်တော်အဲ့ဒါပဲစာအားလုံးတို့ကြည်ဘသူရခမင်းကိုမစားတတ်တာဟမ်ဘသူရခမင်းကိုမစားတတ်တာလဲဘသူမစားတတ်တာလဲလိုက်ကြည့်စားပြမယ်ဟမ်ခမင်းကိုမစားတတ်ရတာနဲ့မစားတာနဲ့ ခမင်းမစားလို့ရှိရင်အဟာရမဖြစ်ဘူးအဟာဖြစ်လို့ရှိရင်လူပိန်လင်ပြီးတော့တခါလဲမလက်မလက်ကရသွားလိုက်မယ်အဲ့တော့ထမင်းဆိုတာစားတဲ့ဟာနော်ထမင်းကြမစားရှင်ဘူးဟိုဟာဆိုလို့ရှိရင်တော့အချောင်းလိုက်ချောင်းလိုက်မျိုးချမဟာတွေတော့မပြောရှင်ဘူးဟိုဟာဆိုတာဘာလို့ပြောတာလဲအချောင်းလိုက်မြေချမယ်တဲ့ဟိုဟာဆိုရင်တော့အချောင်းလိုက်မြေချမယ်ထမင်းကြတော့မစားချင်ဘူးတဲ့တိတ်ကပြီနော်တိတ်ကပြီထမင်းကြမစားချင်ဘူး ဟိုဟာဆိုလို့စီနော်အချောင်းနဲ့ချောင်းမျိုးချားမဟာတယ်တော့မပြောရရှင်ဘူးနာမစားတတ်ဘူးမလားမစားတတ်ရင်ကြည်စားပြမယ်ဘလို့စားတယ်တိလားဒါဇွန်နော်ဒါထမင်းဒီလိုခတ်ခတ်ပြီးလို့ရှင်ဒီမှာဟင်းပါတယ်နော်ဟင်းကိုဇွန်နဲ့တို့ဖက်အေးဘလို့ဖက်ပြီးလို့ရှင်ထမင်းကိုဒီလိုကလော်ကလော်ပြီးရှင်ဒီမှာပါဇက်ပေါက်နာဒီအပေါက်ဒီအပေါက်တက်ကိုထဲရတာထဲပြမယ်ကြည်တာဒီမှာဟယ်လိုဟွန်းဖက်ပြီးလို့ရှင် ်အပဝါဟန်အပဝါသွားနေအောက်ပါနေဝါဟွန်းဘာပြောချင်းလဲကြာတွေ့လားအဲ့ဒါကိုညိုချတိရညိုချအဲ့လိုဟွန်းဟွန်းနေလမ်းမရဘူးတိရအဲ့လိုညိုချအဲ့ဒါထမင်းစလို့ခေါ်တယ်နော်ထမင်းဆိုတာစားတဲ့ဥစ္စာနော်ထမင်းစလို့နေလို့နေမလား ။ဘာမှမဖြစ်သွားဘူး။ထမင်းမသလို့တော့ကလေးထမင်းစားလို့တော့ကလေးမသားသွားမှရှိဘူး။ထမင်းဆိုတာစားရဲဟာ။တတိတတန်နဲ့ထမင်းမစားတတ်တာလေးဘာလေးညာလေးနဲ့။စား။ထမင်းကိုစား။ထမင်းစားမှအားရှိမှာ။ထမင်းဆိုတာမစားရှိဘူးနော်ဟိုနေဝါဆိုကျွန်တော်မလေးတင်စားမလို့ပြောစားမလို့စားပစ်တာစားပြတော့နေမဆောင်ညမချောင်ရင်စားမှာဖိတ်ပါမပြောရှိဘူးနော်ကြက်တတိထားစားထမင်းကို င်းနေတာကြာပြီတယောက်လာလဲဒီချိုးနှစ်ယောက်လာလဲဒီချိုးခမင်းတန်ကြီးဘာဖြစ်ဆိုလို့လဲဟမ်ဟိုက်လိုက်တာမဲဒါပဲပြောမယ်တော့ငါနာသမီးမစားတဲ့ဘူးလို့ပြောနေတဲ့သူတွေပေါ့နော်အာသူ့စီမှာသွားပြီးတော့တင်နှဲတက်လို့ရပါတယ်သမီးစားတင်နှဲနေဖွင့်လစ်တော့မယ်လို့ကြားသိရပါတယ်ဖောက်ခွားမပြောင်းလဲဟဲ့ ဟုတ်ကဲ့ကျွန်တော်ပြပိုင်လေးကဒလပါခင်ဗျာဒါတော့အရင်မှသဘောကျဖို့ကောင်းတယ်ကျွန်တော်ထမင်းမစားကြသူများဘောင်းကျွတ်ပေါ့နော်အဲထမင်းမစားတဲ့သူတွေကိုထမင်းစားနီးတင်ပေးတဲ့သူနဲ့အဲစားတဲ့သူတွေနဲ့မနော်ဒါ లై ဗ်ပေါ်မှာတော့ကျွန်တော်ကလည်းရှုပ်ရှုပ်ခတ်နေရပါပေါ့နော်ဟုတ်ကဲ့ကြည့်ရှုအပြင်မြောက်တဲ့ချင်းစတိုင်းလေးကျွန်တော်ဒီကထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပြီတော့ပြန်လဲဆက်ပေးကြမယ်နော်